ဝင်းနေတယ်ပြောလာอืมကြိုက်ဝိုင်းဖျားမှာဖျားသွားဖူးရယ်อืมပြီးတော့อืม driver ယူလိုက်တယ်ဆိုတော့အိမ်ကိုပြန်ပို့လိုက်အဲကောက်ဆိုတော့မေမေဘတ်ကစီရတော့ဟုတ်တယ်ဟွဖတ်တာဗောဖတ်ပြီးလို့ရှိရင်အဲ့ဟိုင်ဟိုကကြိုက်ခောက်ဖျားသွားချင်တယ်ဆိုရင်အဲ့ဆိုနောက်ထပ်ဆိုကြိုက်ခောက်ဖျားသွားပါပြီကိုမတနေ့လုံးရှူတင်ရှိပြီးလို့ညပြန်လို့ရှိရင်လည်းအိတ်ချုံမှုတူနဲ့ကြိုက်ခောက်ဖျားလိုက်ရတာအဲ့လားအဲ့အရာတွေကနေပြီးတော့ဟာ သုံးလမ်းကျော်သွားပြီမန်းသုံးလမ်းကျော်သွားဆိုဘာလို့မှာပြောလိုက်မှတ်နိုင်ပါရဲ့လေတင်းတောင်လေးကမလားမှတ်နိုင်ပါလားလို့ပြောမှာလားတခုပြောလို့ရတယ်တင်းတောင်လေးတင်းတောင်တင်းတောင်တချို့ကားရယ်ဆိုရင်တင်းတောင်မရဘူးဟုတ်လားအဲပြီးတော့သူကွန်မန်တိုင်းကိုအကုန်လိုက်ဖက်ပါတယ်ကွန်မန်တိုင်းကိုအကုန်လိုက်ဖက်ပြီးတော့မှအဲ့ဒါကိုကျွန်မကျွန်မဘောကဘယ်လိုလဲဆိုတော့ရိုက်ရိုက်ပေးရတယ်ပြီးရင်သူနဲ့တူအဲ့ဒါကိုပြန်ကြည့်ပြီးကွန်မန်ဖက်ပေးရတယ်ပြီးအဲ့ကွန်မန်ထဲမှာသူအဲဒါလေးတော့သူလိုက်ချင်တယ်ဒါလေးအဲ့ဒါလေးကိုကျွန်မပြန်ရိုက်ပေးရပါတယ်အဲ့တော့ကွန်မန်တွေကိုသိသိစိတ်ကအစင်တစ်စိုက်ဖက်နေပါတယ်ပြီးတော့ နောက်တစ်ခေါက်ဘယ်သွားမှလဲဘယ်ဘယ်ဒီသွားမှလဲကွန်မန့်ထဲမှာရေးနော်ဒါမှတတကြိုးစင်းစားလို့ရမှာကျူးတမိုင်းဟိုပတ်ဆိုင်ရဖို့အတွက်သူ စိတ်ကျဉ်းကျက်ပြီးဘောင်းလဲအဲ့လိုကျဉ်းကျက်နေရမယ့်ဟာမျိုးတော့အဲ့လိုမျိုးတော့ပြီးတော့အဲ့လိုခိုင်းမှာပေါ့ န်းခင်နဲ့အမတယောက်ကသူ့မောင်လေးတယောက်ရှိရေပေါ့နော်အဲ့ဒါတချင်းလေးပေါ့အမျိုးနဲ့ music video လိုက်ချင်လို့တဲ့အဲ့ဒါဟောအတချင်းလေး baby ပေါ့နော်တချင်းလေး baby တချင်းလေးအစဉ်ပြေကြိုက်တယ်ဆိုတော့လူရိုက်မှာပေါ့ဆိုတော့သူနှစ်ပုတ်ပါတာအဲ့ထဲမှာမှအဲ့နှစ်ဆိုးဆိုတဲ့တချင်းလေးပြန်လို့ကြာတယ်အဲ့ဒါအချင်းဖြစ်သွားတာပေါ့အဓိကတော့ music video မရိုက်တာကြာတာတခုရယ်နောက်တစ်ခုကကြာတော့အတိအမဖြစ်နေရတခုရယ်အဲနောက်တစ်ခုကကြာတော့တချင်းလေးကလည်းအဲချစ်ချာကောင်းတယ်အဲ့သုံးချက်ပါ ။အော်အဲ့ဒါလည်းဟိုမျိုးသားအရင်ရင်ကြီးရဲ့ဆိုပြီးတော့အဲ့လိုပြောလို့ဟုတ်ပါဘူး။ဒီလိုပုံပုံမှန်မှာပဲပုံမှန်မှာပဲဆိုတော့ကလေးတွေကလည်းဟိုသူတို့ naughty ဖြစ်တဲ့အချိန်ရှိရယ်ပေါ့နော်။အရင်ချက်စရာကောင်းတဲ့အချိန်ရှိရယ်သူတို့အဲ့လိုနဲ့ကြစ်ကြတဲ့အချိန်ရှိရယ်အဲ့လိုပါပဲ။ဟို24/7အမြဲတမ်းကြီးတစ်နှစ်မှာအဲ့တစ်နှစ်ပတ်လုံးကြီးလေအဲ့လိုမျိုးကြီး24နိုင်ပတ်လုံးကြီးဒိမ်းမာနေရတော့မဟုတ်ပါဘူး။ ဟိုဟိုရှားမေတွေလည်းနောက်ထပ်ကြအဲ compare မလုပ်ဘူးပေါ့နော်ဟိုအတိတ်စီလေးကဘလို့ပေါ့နော်ဆိုတော့အဲ့လိုမျိုးလဲသူသူများကလေးနဲ့ကိုသားကိုလေအဲဘသူသားသမီးကတော့ဘလို့လိမ့်ပါတယ်သားလေးကတော့စိုးတယ်တော့ဘယ်မှအဲ့လိုမပြောဘူးအဓိကတော့ကလေးကတော့သူ့အရွယ်နဲ့သူမှာတော့အဲ့လိုပေါ့နည်းနည်းလေးချစ်ကြတာရှိရဲသူတို့အရင်လိမ့်ပါတဲ့အပိုင်းတွေလည်းရှိရဲဆိုတော့ညတ်တာပါတယ်ဟိုအရင်ကြီးလိမ့်ပါပြီးတော့လေသူသူရှိတဲ့အသက်အရွယ်ထက်ကိုအရင်တိတက်နားလဲပြီးတော့အဲ့လိုမျိုးဖြစ်နေတာမျိုးတော့မဟုတ်ပါဘူးပုံပုံမှန်ပါပဲဟုတ်လားဆယ်နှစ်ပါတော့ရဲ့အိမ်မက်ပေါ့မြို့က ကိုဟိုဘီရောအမေကိုအမေဖြစ်တဲ့အချိန်ရလို့ရှိရင်အဲကိုမမေလို့ပဲခေါ်သေးချင်တာအဲ့တော့ဟိုတေယုတ်ကျောင်းတက်တဲ့အချိန်ညရင်သူကမမားပေါ့အင်္ဂလိပ်ကျောင်းတက်တော့လည်းမမီပေါ့ဆိုတော့အများနဲ့ကန့်တတ်ထားတယ်ဘယ်သူမမီလို့ခေါ်ရင်ပြောဘာမှလည်းမကြည့်ဘူးမမားလို့ခေါ်လည်းလည်းမကြည့်ဘူးမမေလို့ခေါ်မှလားမမေရမမေဖြစ်တဲ့အတွက်မမေလို့ပဲခေါ် မေမေလို့ခေါ်ခေါ်လိုက်လို့ရှိရင်အဲ့လိုကြားရတဲ့အတန်ကအဲနဲ့ဝင်ချိုးပြီးအရင်လက်ပီတီဖြစ်ရတယ်ပေါ့နော်ဆိုတော့ကို့ငငယ်တော့အိတ်မက်ကလည်းကို့အမေကိုလည်းကမေမေလို့ခေါ်ကျင်တာဒါပေမဲ့အမေကကျတော့အမိုးလို့ပဲခေါ်စီချင်တဲ့ခါကျအမိုးပဲခေါ်တာဒါအမေကမော်ဖီယမ်ဟုတ်တကယ်တော့ဖီနဲ့ညာအဖေကတော့ကရင်ဆိုတော့လေဆိုတော့ကို့ကို့ရဲ့အိတ်မက်ကကိုမွေးလာတဲ့တော့တမင်ကြတယ်လို့မေမေလို့ခေါ်ရတော့ခေါ်ခံရအောင်ကြိုက်တာပေါ့နော်အဲကြောင့်မေမေလို့ပဲ တားအောင်ငငယ်ရအဲအဲ့လိုမျိုးပင်ပေးထားအောင်တော့ရှောက်ကလည်းမမီလို့ခေါ်ပါဘူးပြောင်းခွင်လုံးဝမထူဘူးမမီဆိုရင်လက်လက်ကိုမကြည့်ဘူးမမလည်းမရဘူးမမလည်းမရဘူးမမလည်းမမီပဲအဲ့လိုလိုမျိုးစာမဖွက်တဲ့ဟိုအဲ့ဟာအချင်းမျိုးဆိုဟိုရှိရမမီလို့ခေါ်တဲ့ဟာမှာကျတော့ဒီလိုလေသူရဲ့သူစိတ်ဆိုးလို့ခေါ်တဲ့အချင်းမမီနဲ့သူအရန်ချွဲကျင်ပြီးတော့ခေါ်တဲ့မမီရဲ့သူရဲ့လူဝင်လူပပြေးလို့ခေါ်တဲ့မမီရဲ့အဲ့တူးလေနော်အဲ့ပုံမှာမှလည်းကိုယ်လည်းခံစားချက် ်ဖြစ်တာပေါ့ဆိုတော့ခါကြတော့ဘယ်လိုပဲပြောအဓိကတော့ကိုယ်မှာသားလေးတယောက်ရှိနေတာဟိုကအဲ့လိုကြည်နုပြီးတဖြစ်ရပါတယ်သူလူစင်တာသူလူစင်တာကအဲ့လိုကိုဟိုဝယ်ပေးရမှာပေါ့သူသူကလည်းသူသူစနစ်ရှိတယ်ပတ်စံအဲ့လိုတုံးတယ်အာအလေးကျက်လက်တိတ်ရှိတယ်လို့သူ့မှာရှိတယ်မဟုတ်ဘိုးတွေသူရတာဟာရန်တာပစ္စည်းတွေဆိုလို့ရှင်လည်းပြန်စစ်တယ်မျိုး အဲသူ့ကိုပြထားတာဒီပစ္စည်းလေးရှိသေးလားသူပုစံဘလောက်ရှိလဲဒီပစ္စံလေးဆိုဘာဘာလို့လို့ရလဲသူအမြဲအဲ့လိုတော့မမီးရဲ့အဲ့ဒါမျိုးတော့ရှိပါတယ်ဟောအမှလည်းလေသူများရာဟိုအမေတင်ပေးရုံထဲမှာတကယ်မျိုးမတင်ပေးမျိုးမသိဘူးလားမသိဘူးဆိုအိမ်နားမှတ်တိုင်တော့မျိုးမသိဘူးတကယ်ယူစားပြောရင်မသိဘူးဆိုအဲ့လိုမျိုးဘဝကိုနားမလဲတာမဟုတ်ဘူးပေါ့နော်မိမကျတော့ဘယ်လိုလဲဆိုကိုအမှုမမတ်မတ်ဖြစ်သွားတာတခုပေါ့နော်နောက်တစ်ခါကျတော့အဲ့ရမှာ ဒီရဲ့ဇညုံးနေဇလန်းနေအကုန်လုံးကသူ့ရဲ့ဥဆောင်မှုနောက်ကိုမျိုးကလိုက်ကြတာသူအဲ့လို app တွေအဲ့လို application တွေအဲ့ရတဲ့အကုန်ကြည့်တယ်ပြီးမြန်မာစာဆရာမလာလို့ရှိရင်လည်းမြန်မာစာဆရာမအောင်မေးတယ်သူ့ဖိုးဖွားမေးတယ်သူ့တော်ရမေးတယ်အဲ့လိုမျိုးရှိသမျှလူတွေအကုန်မေးတယ်သူကိုယ်တိုင်လည်း internet မှာသူကြည့်ရပြီးအဆုံးသက်ကိုဖိုက်ဖို့လာအဲ့ဒါလည်းကြည့်ရနောက်တစ်ခုရှိသေးတယ်နောက်တစ်ခုလားနောက်ခုလားမသိရှိသေးတယ်သူပြောပြရမမှတ်မိအဲ့ဒါကြီးကြည့်ပြီးတော့မှသူကအဲ့လိုမျိုးနောက်တကယ်တကြံ station CEO နောက်မှာတလတော့နေတဲ့အချိန်မှာလေအဲ့ဘောကနေပြီးအဲ့ best စီပဲကြည့်ရ ကြည့်ပြီးဘလိုဘလိုပဲဘောနော်အဲ့လိုဆိုတော့ तू ကအဲ့ဟာမှ तू စိတ်ဝင်စားတာဖြစ်တဲ့အခါကျတော့ကို तू သင်ပေးတဲ့ဟာကိုကလိုက်လုတ်ကတာအဲ तू ကအဲ့လိုပေါ့ဗေမတ်တန်ကြရင်ပုံဆက်အဲမိမိကဒီနေ့ကြရင်အိပ်ပြီးနေခဲ့ဒါကဈေးသွားဝယ်မယ်အဲ तू ရဲ့ script တိုင်းပဲကိုကလုတ်သွားတာဆိုတော့ကိုသင်ပေးတာမဟုတ်ပါဘူးပြီးတော့အဲ့လိုမျိုးမြန်မာကျတော့ကိုကနှုတ်ပညာရှင်တယောက်ဖြစ်ပေမဲ့လည်းကို့သားကိုအဲ့လိုမျိုး ပတ်စံရကြံစောတခုတည်းနဲ့အဲ့လိုမျိုးလောက်လောက်ကိုင်းမှာမဟုတ်ဘူးပေါ့ရိုက်ကူးရေးလည်းအဲ့လိုပါပဲ။ तू ဝတနာပါတယ် तू तू မပင်မဲဘူးဒါတော့မှ तू က तू ရိုက်ချင်တယ်ပြောတာ။တခြားကြော်ညာရင်လည်း तू ရိုက်မယ်ပေါ့နော် तू ကပြောတယ်။ဒါပေမဲ့ပြောပြရလေးနုပညာဒီလောက်တခုလောက်ကိုလက်ခံထားပြီးတော့ဆက်လက်ဆုံးပြီးဆုံးအောင်ထိလောက်ကမယ်။ writer မကြိုက်မချင်း clients မကြိုက်မချင်းရိုက်ကြမယ်ဆိုတဲ့အကြောင်းနားလည်အောင်ရှင်းပြရတယ်။ဘယ်လောက်ထိပြန်မှန်းလဲဆိုတဲ့အကြောင်းရှင်းပြရတယ်။ဆိုတော့အဲ့အဲ့အဲ့သူ့နားလည်အောင်ရှင်းပြရတယ်။အာဒါကြောင့်မို့လဲတချို့ကြော်ညာရင်လာပြောပေးမယ်မျိုးပြန်ပြီးအကြောင်းမပြန်တာတို့ပါလို့ဆိုတာဟို ဘယ်လိုပေါ့လဲတားကိုမျိုးကအရင်မေးရသေးရပါဘာမေးပြီးတော့မှသူ့အခြေအနေကိုကြည့်ပြီးတော့မှအဲသူပင်မန်းလောက်တယ်ဆိုတဲ့အမျိုးမျိုးကလက်မခံတော့တာပေါ့နော်ဆိုတကယ်တမ်းကျတော့မျိုးကပေးမြိုက်တာမဟုတ်ပါဘူးသူတို့ကလည်းသူလှုပ်ချင်တာအခုဝိုင်းမြဲဆိုရင်သူရိုက်ချင်တာဆိုတာမျိုးတော့ဘာမှလည်းဟိုပတ်ဆိုင်ခါလည်းမရှိဘူးလေဆိုတော့အဲ့လိုမျိုးသူအိမ်မှာသူဘောဘွားရိုက်ချင်တယ်မလားအလုပ်ပေးလိုက်တယ်ဒါသူပျော်ရွှင်မှုပဲဆိုတော့သူ့ရဲ့ပျော်ရွှင်မှုကို ပျော်ရွှင်မှုကိုမျိုးတို့ကလိုက်ပြီးလုပ်ပြီးတဲ့သဘောပဲဟိုပတ်စံရဖို့အတွက်သူစိတ်ကျဉ်းကျက်ပြီးဘောင်တဲ့အဲ့လိုကျဉ်းကျက်ကျက်နေရမယ့်ဟာမျိုးတော့အဲ့လိုမျိုးတော့ပြီးတော့အဲ့လိုခိုင်းမှာဖတ်တာဗောဖတ်ပြီးလို့ရှိရင်အဲ့ဟာဟိုကစိုက်ခေါက်ဖျားသွားချင်တယ်ဆိုရင်အဲ့ဒါဆိုတော့နောက်နေ့သူစိုက်ခေါက်ဖျားသွားပြီကိုမတနေ့လုံးရှူတင်ရှိပြီးလို့ညပြန်လို့ရှိရင်လည်းအိတ်ရှင်မှုတူနဲ့စိုက်ခေါက်ဖျားလိုက်ရတာအဲ့လားအဲ့အရာတွေကနေပြီးတော့အဲ့ဒါအဲ့တော့ comment တွေရှောက်ဖတ်ပြီးလို့ရှိရင်ဟိုဘာလဲ တာတုကံဖရာဘက်ကိုလာခဲ့ပါအောင်ဆိုရင်အဲ့ဒါသွားပြန်ပြီသူ့မှာတာတုကံဖရာဆိုပြီးအမှသူကနေကင်းညာမြန်မာသားဆီယမလာလို့ရှင်အဲ့သူကမြန်မာသားဆီယမကိုသူကတစ်ခါပြန်ပြီးမေးပြီးလို့ရှင် confirm လုပ်တာပဲ line ပါညာအဲ့လိုလေကုန်ပြီးသူ့အဖေါက်လည်းကုန်ပြီးအဲ့လိုမေးပြီးတော့ပါတစ်ခါအဲ့ဒါ အပီတန်လင်းကြိုက်ခောက်ဆိုတာတန်လင်းကြိုက်ခောက်သွားပြန်အဲ့လိုမျိုးသူ့တဲ့ဟာကိုလိုက်ပြီးရုပ်ဆောင်ပေးရအဲ့အချိန်မှာကိုတနေ့လုံးအလုပ်လုပ်ပြီးပြန်လာလဲအဲ့ချိန်နေအကြောင်မသူ့ရဲ့ခီးစင်မှာကြည့်လိုက်သူ့မိရမြဲနေငိုက်သူ့မိအဲ့ရမငိုက်ဘာဆိုအဲ့ချိန်အရင်နားချင်ပြီသူလဲသူ့ရဲ့တတိတာအလုံးပြီးသွားတဲ့အချိန်ဖြစ်တဲ့ခါကျတော့သူအဲ့ချိန်မှာဆိုသူကရိုက်ဖို့အာရုံလာတဲ့အချိန်ဖြစ်သွားမဖြစ်မနေရိုက်ပေးရအဲ့ဆိုအဲ့တော့သူ့သူ့ခီးစင်အတိုင်းတော့လိုက်နေပါဟုတ်တယ်အဲ့ဟာလေးလဲအဲ့လိုခါကျလို့ရှိရင်မျိုးကဟိုငယ်မကလည်းပြ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 တဲ့ခါကျတော့ တချို့ဒီ YPS ကိုရိုက်တဲ့ဟာမှာအမျိုးမှရွေချက်ရှိပါတယ်ရွေချက်ကဘာလဲဆိုတစ်ကတစ်ချက်ကတော့တားပါဘူးဒီကတော့ကိုတားတကယ်တော့အဓိကပါရိုးသားဝန်ခံတားလှုပ်ချင်တဲ့ဟာလေးတခုကိုလှုပ်လှုပ်ပင်းနေမှာရိုက်ပင်းနေမှာဘာဖြစ်လာလဲဆိုတော့အဲချိရတဲ့ပရိသတ်တွေကလည်းသူ့ကိုသဘောကျတာတခုရဲ့အဲ့လူဆိုတာအဲ့လိုကိုယ်သဘောကျတာလေးတခုကိုကြည့်ရဲဆိုလို့ရှိရင်အဲ့ပုံမှာမကောင်းတာလေးရရင်ပိုကောင်းတာပေါ့နော်ဆိုတဲ့အခါကျတော့အဲ့ကက်ဖြတ်တဲ့စနစ်တို့တချို့ဟာတွေကကျတော့သူ့အတော်ရဲ့ idea ပေါ့နော် ဆိုတော့ဒီလိုလေးရရဲဆိုတဲ့ဟာလေးတွေကိုသားလေးကိုတော့လို့ထိတ်ပြောလို့ကအတန်ပေးရတာပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာချိုးရကြလို့ရှိသူကသူ့ခိုင်းတယ်မလို့မလုပ်စင်သူဥဆောင်ကျင်တာဆိုတော့တစ်ခါကျရင်ကိုရဲ့သားလေးအဲ့ဒီကက်ဖြတ်တဲ့အကြောင်းကက်ကိုဟိုအဆန်ဖြေလို့ရတဲ့အကြောင်းပြောပြပါလားပါလဲသူမပြောဒါပေမဲ့တကယ်တော့သူသူ့တော်သူကရိုက်မရိုက်မ1 2 3 4 action လို့သူကသူအော်ပြီးလို့ရှိရင်အဲ့ဒါကသူကသူထက် တ်ပြောတယ်မမမီရဲ့မမမီရဲ့အဲ့မှာ तू तू ကိုတော်မမမီလို့တခါကြိုက်သူကပဲပဲမတ်တိုင်မှာအော်ရန်ငင်းကလေးစိတ်ကိုမတ်တိုင်ညာလို့ရှိရင်တသားကိုဖုန်းဆက်ဆွဲချင်မှာကိုကမေးစီးရဘောစီးရဘောဆိုရန်ငင်းကလေးစိတ်ကိုရောက်ပြီဖုန်းပြန်ဆက်ဆွဲအဲ့လိုမျိုးအဲ့တတမှာတော့ तू သူကြောင်တက်တက်ချိန်ညာလို့ရှိရင်နဲ့ तू ရိုက်ထားတဲ့ IYPS အကြောင်းတွေ behind the scene တွေကိုတင်ပေးပါတခါတဲ့ driver ကြီးကမှာသွားတယ်ကျွန်မအခုကကြတော့ဆက်ပြီးတော့ပါမျိုးတော့ ကုန်တင်ပေးတာပေါ့နော်အာ तू ចောင်းတက်တဲ့ချိန် तू မားတဲ့ချိန် तू အဲ့ဒါမရိုက်နိုင်တဲ့ချိန်ညာရင် तू ရဲ့ behind the scene तू CIA လုပ်တဲ့ဟာပြီး तू မှုတွင်တဲ့ဟာရှိသေးတယ်။ तू ဒီလိုမျိုးပဲရိုက်တာမဟုတ်ခဏခဏလည်း तू မှုတွင်လာမှာမှုတွင်လိုက်ပြီးမှအင်းအင်း okay ခရိုက်မယ်1 2 3 4 action ခေါ်ပေးရိုက်မယ် तू အဲ့လို तू မှုတွင်နေတာဆိုတဲ့ခါကျတော့အဲ့ဒီ तू ចောင်းတက်တဲ့ချိန်ညာရင်တော့အဲ့ဒီ तू behind the scene တင်ပေးပါတယ်အဲ့ရန်လည်းတင်ပေးပါအောင်မရှင်း ။ဒါကလည်းဒီလိုလေအဲ့ခရင်ကြီးစင်ကလုံလိုက်သေးတယ်လုံလိုက်သေးပြီးတော့မှအဲ့လိုမျိုးပေါ့ချို့အကြောင်းကြီးရည်ညှိလို့မရတဲ့အကြောင်းကြီးရည်ရှိရမယ်မလုံဖြစ်တော့တာပေါ့နော်ဆိုတဲ့ခါကျတော့ဒီခုဟိုကလည်းအဲဒီတိုင်းလေးပဲသူရိုက်ပြီးရိုက်နေတာလဲလဲအဆင်ပြေပါတယ်ဒါကတော့ကိုကိုသဘောကျသူသဘောကျပေါ့တားသဘောကျပြီးရိုက်ရတဲ့ဟာဆိုတဲ့ခါကျသူစိတ်ကျဉ်းတော့ပုံပြီးတော့ရိုက်ပြီးညောင်းကျွန်တော်ကဝိုင်ပြစီးဖို့ဆိုပထမ step တစ်ခုကလုံလိုက်သေးတယ် ပြီးတော့အဆင်ပြေသွားတယ်ပြီးတော့မပြေပြန်ဘူးပေါ့နော်မပြေပြန်ဘူးဆိုတာ MC ဖြစ်တော့ပြန်အာနောက်တစ်ခုကျတော့လည်းလှုပ်လိုက်ပြီသူတို့ meeting ဘာလှုပ်လိုက်သေးလှုပ်လိုက်ပြီးတော့မှပြီးတော့မှအဲ့လိုချိုးပြအကြောင်းတရားမတိုက်ဆိုင်တာပေါ့နော်ဆိုတော့ဒီမှာမျိုးဘာဘာဘာကိုပြောချင်တာလဲတခုကတော့သူတို့ကမြန်မာပြည်သူပြည်သားတွေဖြစ်တဲ့အခါကျတော့ကိုဟိုဘယ်လိုလဲဒီအများစီးရတာဟာပေါ့တားပြောသွားသလိုပဲလေဒါက ပတ်စံကိုသူကဟိုပါဘောချိုးချံချွေတာနိုင်တယ်ဟိုဘက်စီရဟာပေါ့နော်လမ်းကြောင်းတွေအများကြီးရှိရဲအတွက်ချိုးချံချွေတာနိုင်တယ်အဲတခြားကားတွေနဲ့သွားလဲသွားရတဲ့ပေါ့တက္ကစီနဲ့သွားတဲ့ပုံသက်တာရောဆိုသူ့ရဲ့အတွေးခေါ်လေးကကောင်းတယ်သူကမျိုးရလဲဒါဟိုကိုသဘောကျနှစ်သက်တဲ့ဟာမျိုးမှကြတော့ဘာမှအဲဘယ်လိုခေါ်ပလဲဟိုပြန်မျောလင်းချက်မရှိဘူးဒါပေမဲ့အလုပ်တစ်ခုအနေနဲ့လုပ်တယ်ဆိုတော့အလုပ်တစ်ခုရဲ့ထိုက်တန်တဲ့ဟို artist fee ဆိုရှိရဲ့လေနော်ဆိုတော့ဒီမှာလဲလို့ပါပဲတားလုပ် သားအတွက်ဟိုဖြစ်တဲ့အချိန်မှာကြာဒီရားထဲမှာတောင်းကိုကြောင်ညာဖွဲတဲ့လူအများကြီးရှိပါမျိုးမျိုးကိုယ်တိုင်လက်မခံတာလေဆိုတော့ဟိုသူ့ကိုကြောင်ညာသိမရဲဟိုလိုလူတဲ့ထင်တာမဟုတ်ဘူးမျိုးကိုယ်တိုင်လက်မခံတာလာပြောတယ်နားထောင်ပေးတယ်မျိုးမျိုးကတောင်းကိုစိတ်ချမ်းသာတယ်ကြာအဲ့မဲ့ဒီ YBS မှာကြာတော့သူ့ကိုယ်တိုင်စိတ်ဝင်စားလို့ပထမတော့လက်ခံလိုက်တယ်ဒါပေမဲ့နောက်ပိုင်းကျတော့ညရာဆင်မပြေဘူးမပြေရနဲ့ဟိုမထူးပါဘူးကိုသားလေးလည်းပင်မန်းတာပဲဟိုဒီပါစီတော့ပေါ့နော်သူစီးကျင်လဲကိုယ့်အောက်တမတ်တိုင်တမတ်တိုင်ပဲပြေးစီးလိုက်တော့မှာပေါ့နော်အဲ့အဲ့ဒါတော့ကိုယ်တိုင်လည်းအားဆိုင်ရမှာသူက leader လောက်ချင်တာ ူကန်နဲ့ဖြက်မယ်ပေါ့သူဥဆောင်မှာပေါ့အဲ့လိုပေါ့စင်ကူသွားတော့လည်းလို့ပါစင်ကူသွားတော့လည်းသူ MRD ကြီးစီးနေတာတကယ်ကြတော့မျိုးကကြတော့ကိုယ်အသက်အရွယ်တစ်ခုရယ်ကိုလည်းမငယ်တော့တဲ့အရွယ်တစ်ခုဖြစ်တဲ့အခါကျတော့အဲ့လိုလိုက်မစီးပေးနိုင်ဘူးပေါ့နော်ကိုစင်ကူသွားတဲ့အချိန်တုန်းကလည်းတက္ကစီပဲစီးပစ်တာများတာပေါ့ MRD တော့စီးပါတယ်တက္ကစီစီးပစ်တာများတယ်သူကကြတော့အရင်ငယ်သေးတဲ့အချိန်ကတက်တက်လူဖြစ်တဲ့အခါကျတော့အဲ့လိုသွားကိုရင်းငယ်ငယ်တုန်းက active ဖြစ်တယ်ပေါ့ဆိုတော့သူကလည်းသွားရင် MRD ပဲစီးနေတာဒါပေမဲ့ကဲရပြန်ပြန်တယ်လေ ့ဒါလေးမြန်စိတ်ဝင်စားတယ်ယထားတွေစိတ်ဝင်စားတယ်ကားတွေစိတ်ဝင်စားတယ်အဲ nutrition ဆရာဝန်နဲ့ပြပြီးတော့မျိုး weight loss လုပ်တဲ့ weight ဝေးချတဲ့အချိန်တိုင်းမှာမျိုးကဒီတိုင်းပဲဝေးချတာမဟုတ်ဆရာဝန်နဲ့ဒီချတိုင်းပဲ ਨੇ ပြီးတော့ဆေးစစ်ပုံမှန်ဆေးစစ်တာ medical check up ပုံမှန်လုပ်တယ်ပေါ့နော် medical check up ပုံမှန်လုပ်တယ်နောက်တော့အဲပြီးလို့ရှိရင်အဲ nutrition ဆရာဝန်နဲ့ဒီချတိုင်းပြီးတော့မှဒီ plan ပေါ့နော်လောက်အောင်ပြီးတော့ fasting လုပ်တယ် testing လုပ်တယ်ပြီးတော့ pure clinic ပေါ့နော်အဲ့မှာလည်းတေချာတိုင်ပင်ပြီးဆရာဝန်နဲ့တေချာပြပြီးတော့မှကျန်းမာရေးနဲ့ညီညွတ်ပြီးတော့မှအဲ့လိုမျိုးနီးနေမျိုးက weight ချရတယ်ပေါ့နော်ပြီးရဲ့အခါကျတော့အဓိကကတော့ဒီလိုအပြင်အစီရင်မဟုတ်ပဲနဲ့အထဲရကကိုလက်စထရောတွေပါတယ်အဲ့လိုမျိုးတွေပါပေါ်သွားတယ်ယူဆိုက်ပေါ်ဖြစ်တာအဲလူကပိန်သွားပြီးတော့အထဲရကလီဇာတစ်ခုဖြစ်သွားတာပေါ့ကြောက်ကထီရဲ့အသေးထီရဲ့အဆုတ်ထီရဲ့အဲ့လိုဟာမျိုးမဟုတ်ပဲနဲ့အခနာကိုအပြင်းမန်းလဲကျန်းမာအထဲရကလီဇာတွေလဲအဲ့လိုကျန်းမာတဲ့အဲ့လိုမျိုး ဝေးချရတဲ့နေ့ကိုသွားတာပေါ့နော်ပေချာအဲ့ဒါကတော့ဆီယံဝင်နေနဲ့တိုင်ပင်ပြီးတော့မှဝေးချတာပေါ့အာအဲ့ဒါမဟုတ်ဘူးအဲ့ခွေကြတာပါအချင်းနဲ့ပဲ Miss Universe တယောက်ဖြစ်ဖို့ဆိုတာလည်းမလွယ်ပါဘူးကလေးတော်ကြပါတယ်ကိုကောကတော့တကြီး AC ပဲနေပါဘူးသူမဆင်တော့တော့ထုံးစံတိုင်းမဟုတ် one sim one gap ပဲလေ senior တွေကကြတော့ပြီးတော့အဲ့လိုမျိုးမခုတ် item လေးတွေလေမခုတ် item လေးမိမသားပီတာတဲ့အဲ့လိုပေါ့နွဲ့နွဲ့နောင်အောင် item လေးတွေနေရအများကြီးတင်ယူပါပါ အဲ့လိုမျိုးဝိင်းတဲ့လူကကြတော့အဲ့လိုမျိုးတော့အငဲဝိင်းကြနေဖို့စဉ်းစားရတဲ့လူတော့မဟုတ်ဘူး။ဒါပေမဲ့အခုနောက်ဆုံးလုပ်လိုက်တဲ့အဲဒီဝိင်းကြတဲ့ system ဟိုဟိုဒီဒီနီးကိုပြောအရင်ကြိုက်တယ်။အဲကျန်းမာရေးတဲ့နီးတွေပြော fasting လုပ်ရတာအရင်တော့ fasting လုပ်ဘူးရယ်ဆိုအဲ့လောက်ဒီမလုပ်ဘူးကွာ။အခုက fasting ကအဲ့လို48နာရီအထိအဲ့လောက်ထိလုပ်ဖြစ်သွားတာ။ အဓိကနေလို့ကောင်းတယ်ကြိုက်တယ်ပေါ့နော်ရေရှည်ကိုအသက်ကြီးလာရင်မျိုးအသက်ကြီးတဲ့အချိန်မှာဝါပြီးတော့အဲ့လိုမျိုးလေးဟိုလေဒူးမကောင်းတာတော့ပေါ့နော်အဲ့လိုမျိုးအရင်ဝါပြီးဟိုစောက်ဘက်ကလာဆက်မပြေတော့သွားလာခတ်တယ်ဟာမျိုးအဲ့တော့အရင်တက်ကြီးတော့လည်းမိတွေ့ရမှာပေါ့နော်ကလေးတွေကိုပြန်ပြီးတော့ဒါမဲ့အလိုမျိုးအရွယ်တိုင်ငယ်တစ်ခုမှတအားဝါပြီးတော့ကိုယ့်အိမ်မှာရှိရဲ့ကလေးတွေကိုမိတွေ့ပြီးအဲ့လိုနေရတဲ့ဘဝမျိုးမနေချင်ဘူးကျမ်းမာခြင်းနဲ့အဲကျမ်းမာရင်ပြီးတော့သူ့အသက်သူ့ရဲ့ လေးတွေမှာသူ့သူ့အတွက်သူ့ရွယ်နဲ့တင့်တယ်စားချင်တယ်အားအကြောင်းကို weight ကိုထိန်းဖြစ်သွားတာပါဒါပေမဲ့အခုကစားချင်တာလည်းအခုကတော့စားလို့ရပါစားချင်တာလည်းစားရတယ်ဒါပေမဲ့ငငယ်တော့လို့ငါးနှစ်တွေပါရင်မစားတော့ဘူးဘယ်လိုမျိုးတိတိသမီးငါးချင်အောင်စားရလို့ပြော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 ဘူးလေလေကိုယ်ကျတော့နည်းနည်းပဲပုံမှန်နည်း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 အဲကိုစားချင်လားဆိုဒူးရင်းကြီးစားချင်လားစားရတယ်ပြည်သီးစားချင်လားစားရတယ်အဲဘယ်လိုလဲအစီစိတ်နေစားချင်လားစားရတယ်ဒါပေမဲ့နည်းနည်းပဲပေါ့အားလုံးအဓိကအဲရှူဂါရောတကြားရောစောင်းဖြတ်လိုက်ပြီးဖြစ်သွားတာပေါ့ ဒီ48နာရီအတွင်းမှာကြာရေတမျိုးပဲတောက်တာလေရေတမျိုးပဲတောက်ရတာဖြစ်တဲ့အခါကျတော့ဟိုခနာကိုယ်ထဲမှာဟိုဘယ်လိုပေါ့မလဲတကြားတက်တော့စားတက်တကြားတော့စားတော့ခေါ်တော့အမှန်မပြောတော့ဘူးအမှန်တိုင်းမှာ drama မလုံးမလုံးတက်ဘူးလို့လည်းမလုံးချင်ကိုယ့်ကိုလည်းစိတ်မဖြောင်းအမှန်တိုင်းပြောရင်လူကကိုကျမ်းမာနေဘောအဓိကပါပဲကိုကျမ်းမာနေမှလည်းကိုကိုကလည်းကိုမိသားစုမှာအိမ်တော်စည်းဖြစ်တဲ့အတွက်ကိုကျမ်းမာနေမှပဲကိုမိသားစုကိုကောင်းရှာကျွေးနိုင်မယ်ကောင်းကောင်းဦးစီးနိုင်မယ်ပေါ့နော် ဓိကတော့တားသမီးရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအိမ်အောင်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေမိမသားကသူ့ရွယ်နဲ့သူတင်းတည်းလပ်ပါကျန်းကျန်းမာမာရှိနေဖို့ရှိနေတော့အကောင်းဆုံးပါခုကတော့အရန်တိုးတက်သွားပြီအရန်တိုးတက်သွားပြီပြန်မိုးတဲ့သူတွေလည်းများတယ်အာသူတို့အောက်ဘယ်လိုအောင်မြင်ဖို့လည်းပုံပြရတယ်ပြီးတော့သူတို့ကလည်းအများကြီးတော်တော်တော်လို့ ကဲကိုကျမတို့ရဲ့တာမင်းရောကျမနဲ့တာလီတိတ်စီရဲ့ YPSC ပြပြစီခီးစဉ်ကိုအားပေးကြရတယ်မိဘပြည်သူများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှေ့လျှောက်လဲအားတဲ့ချိန်လေးမှာတားနဲ့ YPSC ခီးစဉ်လေးတွေရဲ့ခြားအကြောင်းအရာလေးတွေသူစိတ်ပါမဲ့သူပြောချင်တဲ့အကြောင်းအရာလေးတွေရိုက်ရိုက်သွားမှာရိုက်သူရိုက် ရိုက်ပေးသွားပါအောင်မယ်ပြီးရခါအဓိကသားရဲ့ဆန္ဒပေါ့နော်ဆိုတော့ဒီခါကျတော့သူရိုက်ချင်တဲ့ဟာလေးအခွင့်အရေးရိုက်သွားပဲအားပေးအားပေးကြပါအောင်အဲပြီးတော့ comment တိုင်းကိုအကုန်လိုက်ဖတ်ပါတယ် comment တိုင်းကိုအကုန်လိုက်ဖတ်ပြီးတော့မှအဲ့ဒါကိုကျမကျမဘွားဘယ်လိုလဲဆိုတော့ရိုက်ရိုက်ပေးရတယ်ပြီးရင်သူနဲ့သူအဲ့ဒါကိုပြန်ကြည့်ပြီး comment ဖတ်ပေးရတယ်ပြီးအဲ့ comment ထဲမှာသူအဲဒါလေးတော့သူရိုက်ချင်တယ်ဒါလေးတော့အဲ့ဒါလေးကိုကျမပြန်ရိုက်ပေးရပါတယ်အဲ့တော့ comment တွေကိုတိတိကျကျအစင်တစ်ဆိုင်ဖတ်နေပါတယ်ပြီးတော့အစင်ပြေအင်းသင့်တဲ့ဟာလေးရိုက်သွားရိုက်သွားပေးပါဦးမယ်ရှင်အားပေးကြပါအောင်ကျေးဇူးများအိုက်တင်ပါတယ်